မြန်မာဒေါ်လာရင်းကနေသင်ငန်းစာယူချဖို့ထိုင်ဝမ်သတင်းဌာနဖော်ပြထိုင်ဝမ်ပြည်သူတွေအနေနဲ့မြန်မာဒေါ်လာရင်းကနေသင်ငန်းစာတွေယူချဖို့ထိုင်ဝမ်သတင်းဌာနတိုင်ပေတိုင်းရဲ့ဆောင်းပါးမှာတိုက်တွန်းထားပါတယ်မြန်မာစစ်တပ်ဟာလူအင်အားလက်နက်အင်အားတာလွန်ပြီးတရုတ်နဲ့ရုရှားစီကတိုက်လေရင်တွေနဲ့ရဟတ်ရင်တွေအပါအဝင်လက်နက်အထောက်ပံ့တွေရရှိနေပေမဲ့စစ်ကောင်စီရှုံ့နေနေတယ်လို့ဆောင်းပါးမှာဖော်ပြထားပါတယ်ထိုင်ဝမ်ပြည်သူတွေအနေနဲ့ တရုတ်နဲ့ဆစ်ဖြစ်လာတဲ့အချိန်လေးမှာမြမတော်လိုင်းရင်းကနေယူသင်းတဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်။အမေရိကန်စစ်တပ်ကတို့မှာမြို့သားစစ်ရေးပညာလစ်လာနေပြီးတရုတ်နိုင်ငံရှဟိုင်းကျောက်တောင်တက္ကသိုလ်က MBA ဝေရထားတဲ့တရုတ်အရေးလစ်လာသူစောင်းပါရှင်အန်တိုနီယိုဂရာစီကိုကမြမပြည်သူတို့ရဲ့ CDM လှုပ်ရှားမှုပြောင်ကြားနေပြူဟာစိတ်သက်စစ်စင်ရေးစစ်ပွဲ Starlink Internet Line အသုံးပြုမှု Solar Swine အသုံးပြုမှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေအနှောက်အယှက်ဖြစ်နေတဲ့အခြေအနေနဲ့နေသားကြအောင်နေထိုင်မှုဒရုန်းဤပညာအသုံးပြုမှုတို့ကို ထိုင်ဝမ်ပြည်သူတွေသင်ခန်းစာယူတင်တယ်လို့ရေးသားဖော်ပြထားပါတယ်။ထိုင်ဝမ်မှာကွန်ပျူတာချက်တွေအထုတ်လုပ်မှုဟာအရေးပါတဲ့လုပ်ငန်းဖြစ်တာကြောင့်တရုတ်ကတင်ပိုက်လာရင်အဲ့ဒီလိုအရေးပါတဲ့လုပ်ငန်းတွေမှာထိုင်ဝမ်ပြည်သူတွေအလုံးမလုံးပဲနေတယ်လို့ဆောင်းပါရှင်ကဆိုပါတယ်။မြမတော်လိုင်းအင်အားစုတွေဟာနိုင်ငံတကာထောက်ခံမှုကိုရရှိဖို့နဲ့ လူအများသတိပြုမိလာစေဖို့လူမှုမီဒီယာတွေနဲ့အခြားဒီဂျစ်တယ်ပလက်ဖောင်းတွေကိုအသုံးပြုခဲ့ကြပါတယ်။ထိုင်ဝမ်နေနဲ့လည်းတရုတ်ကတိမ့်ပိုက်ထားတဲ့အခြေအနေမှာတရုတ်စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ကွန်ပျူတာကွန်ရက်တွေကိုချိုးဖောက်ဝင်ရောက်ပြီးထောက်လိုင်းရေးသတင်းတွေစုဆောင်သင့်ပါတယ်။ဝါရဖျက်မှုတားဆီးရေးကိုလည်းအွန်လိုင်းကကြဲကြဲပြန့်ပြန့်လုံဆောင်သင့်တယ်လို့ဆောင်းပါရှင်ကတိုက်တွန်းထားပါတယ်။ မြမတော်လိုင်းရဲ့အင်အားစုတွေဟာမတူညီတဲ့အစုအဖွဲ့တွေအများကြီးနဲ့စုဖွဲ့ထားပေမဲ့သူတို့ရဲ့ဗိုလ်ရန်သူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ခိုက်ရေးအောင်မြင်စွာစီရင်မှုရရှိခဲ့ပါတယ်။ဒီလိုဗဟိုချုပ်ကိုင်မှုမရှိတာကြောင့်တော်လိုင်းရဲ့အင်အားစုတွေကိုချိန်မုံဖို့စစ်တပ်အတွက်ပိုခက်ခဲစေပါတယ်။ထိုင်ဝမ်အနေနဲ့လည်းအလားတူဗျူဟာမျိုးကိုကျင့်သုံးသင့်တယ်လို့ဆောင်းပါရှင်ကပြောပါတယ်။မြမတော်လန်ရေးဟာပြည်သူတွေရဲ့ထောက်ခံမှုကိုအခိုင်အမာရရှိထားတာကြောင့်ရန်ပုံငွေမလောက်လက်နက်ခဲယံမလောက်ငှပါပေမဲ့ ဒူဘေဒါဘေခံနိုင်ပါတယ်။ထိုင်ဝမ်အနေနဲ့ဒေတာရင်းရက်သားပြည်သူအဖွဲ့တွေအကောင့်အောင်လှုပ်ဆောင်ပြီးစစ်ရေးအရခုခံပြီးတော့တင်ပိုက်ထားတဲ့အတွက် ပေးဆက်ရမှုတွေတရုတ်အတွက်မခံနိုင်တဲ့အထိဖြစ်အောင်လှုပ်ဆောင်တင်တယ်လို့စောင်းပါရှင်ကပြောပါတယ်။စစ်တပ်ရဲ့ထောက်ပံ့ကူဆောင်ရေးဂွင်းဆက်တွေအနောက်ရှက်ဖြစ်အောင်လုပ်ဖို့အရေးကြီးကြောင်းမြမတော်လိုင်းရေးတပ်တွေက ပြတ်တက်ထားပြီးဖြစ်ပါတယ်တဲ့။ ပြည်ရင်းကထိုင်ဝမ်လူမျိုးတွေရောနိုင်ငံတကာရောက်နေသူပါစီလုံးဖို့အရေးကြီးတယ်လို့ဆောင်းပါရှင်ကထောက်ပြထားပါတယ်။တရုတ်ကတင်ပိုက်ထားတဲ့အခြေအနေမှာထိုင်ဝမ်တော်လှန်ရေးအဖွဲ့တွေအနေနဲ့မြန်မာတော်လှန်ရေးတပ်တွေလို့ဒရုန်းတွေတုံးပြီးတိုက်ခိုက်တင်တယ်လို့ဆောင်းပါမှာဖော်ပြထားပါတယ်။စစ်တပ်ကလျှက်စစ်မီးနဲ့အင်တာနက်လိုင်းဖြတ်ထားချိန်မှာမြန်မာတော်လှန်ရေးတပ်တွေရဲ့ဆိုလာနဲ့မီးစက်တွေအုံပြုပုံ Starlink အင်တာနက်လိုင်းအုံပြုပုံတို့ကိုထိုင်ဝမ်ပြည်သူတွေလစ်လာထားတင်တယ်လို့ဆောင်းပါရှင်ကဆိုထားပါတယ်။ တရုတ်ကထိုင်ဝမ်ကိုပိတ်ဆို့ထားတဲ့အချိန်တွေမှာထောက်ပံ့ရေးလမ်းကြောင်းတွေမြေအောက်လမ်းကြောင်းတွေက ထောက်ပံ့ရေးပစ္စည်းတွေရရှိနိုင်ရေးကြိုးစင်စားထားတင်ပါတယ်မြမတော်လန်ရေးတပ်ဖွဲ့တွေဟာအွန်လိုင်းကလေ့လာသင်ယူပြီးဘုံတွေထုတ်လုပ်နေသလို 3D ပရင်တာနဲ့လက်နက်တွေထုတ်လုပ်နေပြီးဒရုန်းနည်းပညာအသုံးချနိုင်မှုကိုထိုင်ဝမ်ပြည်သူတွေအတူယူသင့်ပါတယ်ဒီမိုကရေစီနည်းနဲ့ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကသူတို့ပိုင်တဲ့ဒေသဖြစ်တယ်လို့ပြောဆိုထားပြီး ဘေကျင်းအုပ်ချုပ်မှုအောက်ထားရှိရင်အင်အားသုံးဖို့လိုအပ်ရင်စစ်အင်အားသုံးမယ်လို့ပြောထားပါတယ်။တရုတ်ဝန်ကြီးချုပ်လီကီကျန်းကထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးရှေ့တိုးဆောင်ရွက်သွားမှာဖြစ်ကြောင်းမကြသေးခင်ကပြောဆိုခဲ့ပြီးနောက်တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်တော့မယ်ဆိုတဲ့စိုးရိမ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုစိုးရိမ်မှုတွေထွက်ပေါ်နေချိန်မှာစောင်းပါရှင်ကထိုင်ဝမ်ပြည်သူတွေအနေနဲ့မြန်မာဒေါ်လာရေးတက်တွေရဲ့လမ်းစဉ်ကိုနမူနာယူပြီးတော်လန်ကြဖို့တိုက်တွန်းရေးသားထားတာဖြစ်ပါတယ်။